ားလုံးပဲမင်္ဂလာပါ UK Manchester ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပေးတတ်တဲ့အားလုံးမင်္ဂလာပါ။ကမ္ဘာပေါ်လုံးပွဲချုပ် FIFA ကနေဒါအခုလက်ရှိကျင်းပနေတဲ့ U20 ကမ္ဘာဖလားပြိုင်ပွဲပေါ့လေ။ဒါ FIFA ရဲ့ U20 ကမ္ဘာဖလားပြိုင်ပွဲကိုဒါအခုဘလို့ဘလို့ပြောမလဲ။ဒီလက်ရှိမှာ semi final အဆင့်ကနေ final အဆင့်ကိုတက်သွားပြီ။ဆိုတော့ Argentina က Colombia ကိုတကူးကူးပြင်းနေနိုင်တယ်။ မော်ရိုကိုကပြင်သစ်ကိုတကူးစီသေးချပြီးတော့မှအခုလက်ရှိမှာဖိုင်နယ်တက်သွားပြီးတော့အဲ U20 ပြိုင်ပွဲမှာကျွန်တော်စိတ်ဝင်စားစရာအခြေအနေလေးတွေရှိတယ်။ဒီပြိုင်ပွဲကိုဒါချီလီနိုင်ငံမှာကျင်းပတာဖြစ်ပြီးတော့ဒါအခုလောလောဆယ် semi final နဲ့အဆင့်ကိုကိုလံပီးယားရဲ့အာဂျင်တီးနားရဲ့ပြီးတော့မော်ရိုကိုရဲ့ပြင်သစ်ရဲ့၄သင်းတက်တယ်။ဒါမဲ့ semi final နဲ့ပွဲအပြီးမှာတော့အာဂျင်တီးနားအသင်းကဒါဘယ်လိုပြောမလဲ။လက်ရှိမှာသူတို့ကိုလံပီးယားကိုတကူးကုန်ရှိနေနိုင်ခဲ့ပြီးတော့မှဟိုဘက်ကမော်ရိုကိုကပြင်သစ်ကိုတကူး တကိုးစီသေးကြပြီးပနတီမှာဖိုင်နယ်တက်သွားတယ်အဲ့ဒါနဲ့အခုမော်ရိုကိုနဲ့အာဂျင်တီးနာဖိုင်နယ်တွေ့မယ်အဲ့ဒါကတော့ U20 World Cup Final ကိုဒါအခုအော်တိုပါ16ရက်နေ့မှာကံပြီးတော့ကိုလံပီယာနဲ့ဒါပြင်သစ်ပွဲကဒါ16ရက်နေ့မှာကံမယ်ဆိုတော့တတိယနေရာလို့ပေါ့လေဆိုတော့မော်ရိုကိုတမိုင်းတစ်လျှောက်တော့ပထမဆုံးချေ U20 World Cup Final ကိုတက်ခွင့်ရတာဖြစ်တယ်အာဂျင်တီးနာကလည်း World Cup ဒီ U20 ပြိုင်ပွဲကိုသူတို့ပြီးခဲ့တဲ့2023သူတို့ Asian ချင်းပတုံးကသူတို့မအောင်မြင်ခဲ့ဘူးသူတို့ကိုယ်တိုင်လည်း2000ဒါ2005 2000မှာကျင်းပတဲ့ Netherlands နဲ့ Canada ပြိုင်ပွဲမှာ Champion ဖြစ်ပြီးခဲ့တဲ့ကအဲ U20 ပြိုင်ပွဲမှာသူတို့အပေါ်မရောက်လာတာကြားလာပြီဆိုတော့ဒီနေရာမှာထူးခြားတာက World Cup ဒီ U20 ပြိုင်ပွဲရဲ့ Semi Final ပွဲစဉ်မှာကျွန်တော်တို့ပြီးခဲ့တဲ့တလောတဲက FIFA ကအတည်ပြုထားပြီးတော့ဒါစတဲ့ဘုတ်ပြင်ဆင်ထားတဲ့စီကတ်တစ်ခုသူတို့ထသုံးတယ် အဲ့ဒါကတော့ဘာလဲဆိုတော့ကွင်းလေတိုင်လူကြီးတွေ VR decision တွေဆုံးဖြတ်ချက်တွေကိုမကြရင်နီးပြတယောက်ကနှစ်ကြိမ်တိတိအဲ့ဒါတွေကိုစန့်ကျင်တဲ့ review လုပ်ခွင့်ဒါသူတို့ကပ်ပြားထောင်ပြီးတော့ review လုပ်ခွင့်နှစ်ကြိမ်ပေးထားတယ်အဲ့ဒါကိုဒီ under 20 semi final အပါဝင်ဒီပြိုင်ပွဲမှာစပြီးဆုံးသတ်တယ်စပြီးတော့စမ်းသတ်တယ်ဆိုတော့ FIFA ရဲ့ under 20ပွဲစဉ်ဖြစ်တဲ့မော်ရိုကိုနဲ့ပြင်သစ်ပွဲမှာမော်ရိုကိုနီးပြမိုဟာမက်အိုရှူဘာ ဟိုဟိုဥစား OSB ကဘာလို့လဲဆိုတော့ဒါသူတို့က challenge cut လို့ခေါ်တယ် challenge cut ဆိုတာပြပွဲတစ်ပွဲမှာကွန်လက်တန်လူကြီးပဲဖြစ်ဖြစ် VR တန်လူကြီးပဲဖြစ်ဖြစ် VR ရဲ့ decision တခုကိုမကြိုက်ဘူးတန်လူကြီးရဲ့ decision ကိုမကြိုက်ရင်သူတို့ကင်မရာကပြန်ကြည့်လို့ဒါကြီးကမှားနေတယ်လို့ဆိုရင်ကျွန်တော်တို့ကကပ်ပြားပေးပြီးတော့အဲ့ဒါကို challenge လုပ်ခွင့်ပေးတယ်ကျွန်တော်တို့ rugby မှာလည်းရှိတယ်ဗျာ basketball မှာလည်းရှိတယ် NFL မှာလည်းရှိတယ် tournament မှာရှိတယ်ဒါပေမဲ့ဘောလုံးမှာတော့မရှိသေးဘူးဆိုတော့ challenge cut ဆိုတဲ့အဲ့ကပ်ပြားလေးကိုပေးပြီးတော့ဒါဘယ်လိုပြောမလဲ ဒါ challenge လုပ်လို့ရတယ်အဲ့ဒါကို semi final ထဲမှာစပြီးတော့ FIFA က introduce လုပ်တယ်နီးပြဒန်လူကြီးတယောက်ဒန်လူကြီးတွေနဲ့ VIS decision တွေကို manager တွေကသဘောမကျရင် VR နဲ့ပြန်ပြီး review လုပ်ပြီးတော့ challenge လုပ်တယ်အဓိကတော့ဒန်လူကြီးတွေရဲ့ error ကိုသူတို့ဘက်ကပြန်ပြီးတော့ recover လုပ်ခွင့်ပေးထားတယ်ဆိုတဲ့ပြတ်ဆိုအိုက်ကပြားနဲ့ challenge လုပ်ခွင့်ကိုမော်ရိုကိုနီးပြကပြင်သစ်နယ်ပွဲမှာတုံးသွားတယ်ဆိုအခုလောလောဆယ်မှာ FIFA က D20 ပြိုင်ပွဲမှာအောင်မြင်တယ်ဆိုရင်အမျိုးသမီးပြိုင်ပွဲတွေမှာလာမယ် တိတ်မကြခင်ဒါကမ္ဘာဖလားပြိုင်ပွဲလို့ပြိုင်ပွဲမျိုးအပါအဝင်ဥရောပရဲ့ချန်ပီယံလီးဂ်နဲ့နောက်ဒီလီးဂ်ပြိုင်ပွဲတွေပရီးမီယာလီးဂ်တို့စီးရီးတို့လာလီဂါတို့ဘွန်ဒက်စလီဂါနဲ့ထိုက်တန်လီးဂ်ပြိုင်ပွဲတွေကိုပါ introduce လုပ်ဖို့ရှိတယ်ဆိုတော့ကျွန်တော်လာမယ့်နှစ်အတွင်းမှာဖြစ်လာနိုင်ခြေရှိတာကအာစီဗင်ဂါရဲ့ဘောလုံးသမားတယောက်လုံးတစ်ကိုယ်လုံးဂျုံမဂျုံနဲ့ offside rule စီမင်းအသိရဲ့နီးပြတယောက်ကဒါလူကြီးရဲ့ error ကိုသဘောမကျလို့ challenge လုပ်ခွင့်နှစ်ကြိမ်ရတဲ့ ကတ် challenge ကတ် challenge ဆိုတဲ့ challenge လုပ်ခွင့်နှစ်ကြိမ်ရဲ့အဲ့ဒါပါဝင်လာမယ်ဆိုတော့တော်ပြောချင်တာကဗျာဒီ challenge လုပ်ခွင့်မှာလဲဥမာဒိုင်ကြီးကမှားတယ်လို့ကိုကယူဆပြီးတော့ challenge လုပ်လို့မှားကို challenge ကမှားတယ်ဆိုရင်ကိုက challenge တစ်ကြိမ်ပဲကျန်တော့မယ်နောက်တစ်ခါထပ်လုပ်လို့ရှိရင်နှစ်ကြိမ်ပဲကျန်မယ်ဗျာဥမာ tennis မှာဆိုရင်ကျွန်တော်တို့ဒါ replay ပြန်ပြီးတော့ပြန်ကြည့်တဲ့သဘောဗျာပြန်ကြည့်တဲ့သဘောဒါငါ challenge လုပ်တယ်လို့ပြောလို့ရှိရင်အဲ့ဘောလုံးဝင်မဝင် challenge ဒါပေမဲ့ tennis မှာက၃ကြိမ်ပဲရတယ်ဆိုတော့သူတို့ time ဒီဘယ်လိုပြောမလဲ time break ရအောင်နောက်ထပ်တစ်ချိန်ပို့ပေးတယ်ဒါပေမဲ့အခုလောလောဆယ်အခုကကြတော့ FIFA က under 20ပြိုင်ပွဲ U20 ပြိုင်ပွဲရဲဒါ semi final ကိုစပြီးတော့ introduce လုပ်တယ်ဆိုတော့နောက်ပိုင်းမှာအထူးသဖြင့် Premier League မှာဒါလူကြီးတွေ error မကြာခဏဖြစ်တာတွေက i challenge ကတော်တော်လေးတော့အသုံးဝင်မယ်ဆိုတော့ Arsene Wenger ရဲ့ကျွန်တော်တို့ဒါနီးစနစ်အသစ်ဖြစ်တဲ့လူကျုံပေါ် system တစ်ခုလုံးကိုတကိုယ်လုံးဂျုံမဂျုံမယ်ဆိုတဲ့ system အဲ့ဒါကတော့အမှန်တမ်းပြောကျွန်တော်လုံးဝမကြိုက်ဘူး Mbappe တို့ Vinicius တို့အရန်မြန်တဲ့ကစားမတွေအတွက်ကအကွက်တီပဲ အဲ့ဒါကြီးကတော့တိတ်သဘောမချဘူးဒါပေမဲ့ဒီ challenge လုပ်တဲ့ system ကတော့ကောင်းတယ်အရင်တုန်းကတော့အဝါကတ်တွေအနီကတ်တွေ green cut ဆိုတဲ့ကတ်ဒီ orange ဆိုတဲ့ကတ်တွေတော့စမ်းသပ်ဘူးလေဒါပေမဲ့အဲ့ဒါတွေကိုသူတို့ပြန်ပြီးတော့ cancel လုပ်ထားတယ်ဆိုတော့ကျွန်တော်အနာကတ်မှာ challenge cut နဲ့ offside rule ကိုတွေးရဖို့ရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်